မင်္ဂလာပါရှင်ဒီတစ်ပတ် editorial talk season မှာတော့ဒီစက်ကောင်းဆောင်သွားမဲ့ရုရှားခီးစင်နဲ့ပတ်သက်ပြီးတော့ပြောဖို့အတွက်ရွေးချယ်ထားပါတယ်မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီစက်ကောင်းဆောင်ကရုရှားသမ္မတဒီပူတင်နဲ့တွေ့ဖို့အတွက်ရုရှားခီးစင်ကိုဒီနေ့ပဲစလိုက်တယ်ပေါ့နော်ဆိုတော့ဒီတစ်ခေါက်ဒီရုရှားခီးစင်မှာရောစက်ကောင်းဆောင်ကဘာတွေလုပ်ဖို့ရှိမလဲရှင်အနာသိန်းသမမင်းအောင်လိုင်ကဒီကနေ့ မတ်လ3ရက်နေ့ကနေပြီးတော့ဗောနော်မတ်လ10ရက်နေ့အထိကြာမယ်ရုရှားခီးစင်ကအနာသိမ်းပြီးတဲ့နောက်ပိုင်းအဲသူရဲ့၄ချိန်တော့ရုရှားနိုင်ငံခီးစင်နော်နောက်ပြီးရင်သမရပူတင်နဲ့တွေ့ရမယ်နှစ်ချိန်မြောက်ဖြစ်လာမယ်ခီးစင်ပေါ့သူကဒီမင်းအောင်လာကာကြိုးဖြစ်ပြီးတဲ့နောက်ပိုင်းမှာရုရှားကိုသွားတာ၁၇ချိန်မြောက်ဟိုဒါဖြစ်လာမယ်ခီးစင်နော်မင်းအောင်လာရဲ့နိုင်ငံခီးစင်တွေကိုကြည့်ရင် အနာသိမ့်ပြီးတဲ့နောက်ပိုင်းအခု၄နှစ်ကျော်ကာလအတွင်းမှာအာလုံပေါင်းခီးစဉ်6ခုပဲရှိအဲ့မှာ၄ချိန်ကရုရှားကိုသွားတာအဲ့တော့သူ့အနေနဲ့ကရုရှားကိုဘယ်လောက်အားကိုးတယ်ရုရှားသမ္မတပူတင်ကိုဘယ်လောက်အားကိုးတယ်ဆိုတဲ့ဟာတော့ဒါအထင်ရှားရှားကြီးကိုပေါ်လွင်နောက်ပြီးတော့သူ့နိုင်ငံတကာကပြစ်ပယ်ထားတဲ့အချိန်မှာပူတင်ကပဲရာသွင်းတဲ့သဘောလေးဖြစ်တော့ သူနဲ့ပူတင်ရဲ့ဆက်ဆံရေးမှာနိုင်ငံကောင်းဆောင်ကြီးဆိုတာတဲ့တခင်နဲ့တခင်ကိုအာကိုအာတာပြုပြီးတော့ရှင်သန်နေတဲ့နောက်လိုက်လို့ကိုဖြစ်တာပြီးခဲ့တဲ့2024ခုနှစ်လိုမလာတွင်မှာသူရုရှားကိုတွားဖို့စီစဉ်ခဲ့သေးတယ်နော်အဲ့ဒီချိန်ကာလကပြောရလို့ရှင်နိုင်ငံကြီးကဒီတူးတွဲအရေးပေါ်နေတဲ့ကာလအဲ့တော့သူတရုတ်ခီးစဉ်နဲ့တွားတိုက်ဆိုင်နေ အဲ့တော့ဟိုဒါအပြင်ပဲအဲပူတင်ဘက်ကလည်းပြည်ဝင်ဖိတ်ကြားစာအချိန်မီမရောက်ဘူးအဲ့ဒါနဲ့ရုရှားခီးစဉ်သူဖြတ်ပြီးတော့ဒါတရုတ်ကိုဟိုစီစဉ်ရတာပေါ့ပမိုင်းကြောင်းကိုပြောင်းခြင်းမြန်မာကရုရှားရဲ့လက်နက်ဖောက်တဲ့နိုင်ငံတစ်ခုဖြစ်နော်ရှိနေတာကိုကျုံတန်းရွှေလက်ထက်ကစတယ်စတောင်းလက်စတောင်းနိုင်ငံကငင်းငိုင်းသူတည်တနာအင်စတီကျူရဲ့အချက်လက်တွေအရဆိုရင်မြန်မာကရုရှားကနေလက်နက်ဝယ်တာ 1999ခုနှစ်ကနေ2018ထိကိုပဲဒေါ်လာ1.5ဘီလီယံရှိ8000ချက်မှာဗီယက်နမ်ပြီးဒါဒုတိယအများဆုံး2021ဆီယနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ရုရှားကိုအရန်ကိုပိုကတ်သွားတာရုရှားလည်းယူကရိန်းကိုကျူးကျော်ဆစ်ဆင်နွှဲလိုက်တဲ့အတွက်နိုင်ငံတကာကဆန့်ရှင်ထိတော့နော်သူရဲ့ကုန်စည်ဖောက်တဲ့တွေတိုးရှာတာမှာမြန်မာဘက်ကဟိုမဲ့ပိုစိတ်ဝင်စားကြဖြစ်လာ အဲ့တော့နှစ်ဖက်လုံးရဲ့နိုင်ငံရေးစီရေးအခြေအနေကဂိုင်းကျုံးမီကျုံးကိုင်းမီပေါ့ဒါမဲ့လဲရုရှားအတွက်ကသူကယူကရိန်းစစ်တဲကိုနစ်နေတာကြောင့်မလို့မြောင်းလိုက်လိုချင်တဲ့ပုံစံမျိုးကိုလက်တလောမတုံ့ပြန်နိုင်ဘူးမလိုက်နိုင်ဘူးเนาะအခုတော့သူကလူသာလွန်သာအခြေအနေကိုရောက်လာနိုင်တဲ့အတွက်တိုးလာမယ်အနေထားတော့ရှိတယ်ဖေဖော်ဝါရီလ23ရက်နေ့က ပြောရလို့ရှိရင်ဒီဒီမကြားသေးခင်ပေါ့နော်ရုရှားမြန်မာဆက်ဆံရေးမှာအရေးပါတဲ့ကိစ္စဖြစ်ခဲ့ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးရက်ရှနီကော့နကဒီဒဝဲထူးစီးပွားရေးဆုံးမှာရင်းနှဲစိတ်ကမ်းနဲ့ရင်းနှံချက်ဆက်ယုံဆောင်ရေးပါဝင်ရင်းနှီးမြုပ်နှံမှုပူပေါင်းရေးဆောင်ရွက်ရေးစာချုပ်ကိုကိုလက်မှတ်ရေးထိုးခဲ့တယ်နော်နောက်ကမ္ဘာနိုင်ငံရေးချင်းကင်းကျင်းနဲ့ဆက်ဆက်လို့ရှိရင်အမေရိကန်နဲ့ယူကရိန်းအကွဲပြဲ အမေရိကန်ယူကရိန်းကိုနိုင်ငံရေးစီရေးရာကြောထောက်နောက်ခံမှုပြုတာတွေရုပ်သိမ်းတော့မယ်အနေဆုံးရှော့တော့မယ်အနေထားမှာတိုက်ဆိုင်နေတယ်အခုဆိုရင်အမေရိကန်မပါပဲဥရောပကရုရှားကိုစွစွစီစီနဲ့တုံ့ပြန်နိုင်ပါမလားဆိုတဲ့မေးခွန်းတွေရှိနေချိန်မှာတဘောကတော့ရုရှားအတွက်စစ်ဝင်ပေါ်သွားမယ်အနေထားမှာရေရှည်အတွက်သူ့ရဲ့ဩစာဖြန့်ကျက်မှုတွေ ကမ္ဘာတခြားနေရာတွေမှာပြန်လုလာနိုင်တော့မယ့်အခြေအထားမှာဖြစ်နေတယ်။မြန်မာနိုင်ငံရဲ့ဒီကိစ္စတွေမှာသူရုရှားသမ္မတပူတင်နောက်ပြီးတော့ဝန်ကြီးချုပ်ဒူမာလွတ်တော်ဥက္ကရာနဲ့တွေ့ဆုံဝင်ရမယ်။ဒီမြန်မာဘက်ကလည်းလက်ဆစ်ဆွမ်းဝန်ကြီးတို့ UMFCCI เนาะအဲသူတို့တွေနဲ့လုပ်ငန်းရှင်တွေပါလိုက်သွားမှာမို့ဒီခီးစင်ဟာမဟာဗျူဟာမြောက်လဲဖြစ်တယ်လို့เนาะ မြောက်လိုင်းအတွက်ရေကောက်ပွဲအစီအစဉ်ကိုရုရှားထောက်ခံဖို့လက်နက်တွေရရှိဖို့ရင်းနှီးမြှုပ်နှံမှုတွေရရှိဖို့နော်ဆူဆူဝဝအကြက်တဲဖြစ်နေတဲ့လျက်စစ်နဲ့လောင်စာစီတွေရဖို့အတွက်ကြိုးစားတဲ့ခရီးစဉ်ဖြစ်ပါတယ်အဲဒီခရီးစဉ်ကကြတော့ဒီ အဲရုရှားဘက်ကလည်းအကျိုးမြတ်မျှော်ကိုးတယ်စစ်ကောင်စီကလည်းအကျိုးမြတ်မျှော်ကိုးတယ်နှစ်ဖက်စလုံးကအဲဒီအကျိုးမြတ်တွေကိုမျှော်ကိုးနေတဲ့ခီးစဉ်လိုမျိုးပုံစံလိုမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အဲဒီတစ်ခေါက်ဒီရုရှားခီးစဉ်ကနေပြီးတော့အဓိကပေါ့လေဒီစစ်ကောင်စီအတွက်ဘယ်လိုမျိုးအကျိုးမြတ်တွေရနိုင်မလဲရှင်မင်းအောင်လည်းဒီခီးစဉ်မှာလက်နက်ဝယ်ယူရေးတဝဲရင်နဲ့စိတ်ကန်းစီမံကိန်းရွေးကောက်ပွဲကိစ္စနဲ့ယင်းဒီမြောက်နံမှုတွေလေးလာအဲလေးလာရင်ဒီဆွေးနွေးနေမယ်မင်းအောင်လည်းက သူစီစဉ်တဲ့ရွေးကောက်ပွဲကိုရုရှားက observer တွေစောင့်ကြည့်လေ့လာရေးအဖွဲ့တွေလာဖို့ဒါမှသာလေသူတို့အတွက်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးတွေလာရဲဆိုပြီးတော့ဝါရဖြတ်လို့ခေါင်းမမို့လို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးလိမ့်မယ်ဒါအပြင်ပဲဒီခေတ်စမှာရုရှားကဦးစီးတဲ့တရုတ်အိန္ဒိယဘရာဇီးလိုလိုနိုင်ငံတွေပါပါတဲ့ BRICS BRICS ဖွဲ့ဝင်နေလို့ဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ မင်းအောင်လာရကြိုးစားနေတာဒါဟုတ်သမရပူတင်နဲ့လူချင်းတွေ့တုံသူမြစ်တာရကလုံးလိုက်မယ်လို့ယူဆတယ်ဒါပေမဲ့ပူတင်လက်ခံမယ်မတင်ပါဘူးဘာလို့လဲဆိုတော့ရုရှားမြန်မာကုန်သွယ်ရေးဟာ2023ခုနှစ်ဇူလိုင်လမှာတော့ဒေါ်လာ35တန်ပဲရှိတော့မက်လောက်ဆရာအနေသားမဟုတ်ဘူး overall ချုပ်ပြီးပြောရရင်တော့မင်းအောင်လာရသူလူချင်းနဲ့နိုင်ငံရေးထောက်ခံမှုရဖို့အတွက်စီးရေးနိုင်ငံရေးထောက်ခံမှုရဖို့အတွက်တဝဲစိတ်ကန်းနဲ့ဒါပြားလိုက်တာတဝဲမှာရုရှားရောက်လာလို့ရှိရင် ကြောက်ဖြူစိတ်ကမ်းတရုတ်ကပတ်သက်နေရသလိုရုရှားကလည်းပတ်သက်နေရတော့မယ်ရုရှားအတွက်တစ်ဖက်ကတော့မလုံးပေါ့လေမလုံးကကဘာမှာရုရှားရဲ့ဩစာဖြန့်ကျက်ရေးအတွက်မဟာဗျူဟာမြောက်ခြေချရနေရကိုရှိတောင်အရှာမှာရပါမယ်ပွင့်လာမြမပြည်အတွက်ဆိုရင်အနေတော့တိတ်များပါတယ်နော်ဒါရေရှည်မျောတွေးမှုနဲတဲ့အစင်ချင်မဲ့တဲ့လောက်ရပါအရှိလေပိုင်းမှာ အခေအားကြတဲ့ရုရှားရဲ့စစ်ချေဆိုင်စခန်းတွေရှိခဲ့တဲ့ဆီးရီးယားမှာတော်လိုင်းရေးဘက်ကနိုင်ပြီးအာဆတ်ပြုတ်သွားတော့ရုရှားဖြန့်ကျက်မှုအားနည်းသွားတဲ့အချိန်မှာဇဝဲကိုရောက်လာတော့ပြောရရင်ကမ္ဘာနိုင်ငံကြီးတွေရဲ့ပထဝီနိုင်ငံရေးကစားကွင်းတစ်ခုတည်းကိုရောက်သွားတာဖန်တီးပေးလိုက်တာအဲ့တော့အချိန်တွေကပို့ပြီးတော့ရှုပ်ထွေးသွားစီပါလိမ့်မယ်နော်တရုတ်ကသူ့ရဲ့ မိုက်ဒစ်ပါဝါခွန်အားချေပြူဆွဖက်မှုဝါဒတွေနဲ့အိုလမ်မဘီအရိုင်းစီမံင်းတက်ရောက်မှုတွေကနေမြမမာအာနာသိမ့်မှုနောက်ဆက်တွဲစစ်မှတ်ပရိပခါကိုမိထိုးပေးစစ်ပွဲတွေမိထိုးပေးနေကြတယ်ဟလာမင်းအွန်လိုင်းကတရုတ်ကပြန်လာပြီးတဲ့နောက်မှာတရုတ်ရဲ့စံနာတိုင်းပေါလီကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းပြီးပေးလိုက်တာဖြစ်လာခဲ့တယ်အခုဆိုရင်ကြောက်ဖြူမှာတရုတ်တပ်တွေရောက်လာခဲ့တယ်အဲ့တော့ ်မရိကန်တရုတ်အားပြိုင်မှုတင်တာမကပဲရုရှားကိုပါရောသမမွေလိုက်တာဟာနော်ဒီဒေတာတွေရောက်အောင်လုံလိုက်တာဟာမြန်မာဟာနိုင်ငံလုံးကျုံဖို့အတားဆိုတာတဲ့ကပစစ်မဲ့ကြီးကြီးမားမားတွေဖြစ်ပေါ်ကြရင်စစ်စစ်ညစ်ညစ်ကြီးသွားနိုင်တဲ့အနေအထားဖြစ်ပါတယ်နောက်တစ်ခုကဒီဒီနေ့အပိုင်းကြတော့တွဲမှာပေါ့နော်ဒီစကောင်းဆောင်ရဲ့မိခွန်းတွေကိုကြည့်လို့ရှင်ရင်ဒီမကြာခဏတွေ့ရတာတခုက အပြည်ပနိုင်ငံတွေကမြမအရေးကိုဝင်ရောက်ဆွတ်ဖက်နေတယ်ပြီးတော့ဒီမျိုးချစိတ်မရှိဘူးဆိုလို့ရှင်နိုင်ငံအတွက်အန္တရာယ်များတယ်ဘာညာပြောခဲ့တယ်ပေါ့နော်အပြည်နိုင်ငံလဲဆိုတော့ကိုတော့သူညှို့ဆိုထားတာမျိုးမတွေ့တော့မတွေ့ရအောင်ဒါပေမဲ့တစ်ဖက်မှာစက်ကောင်းဆောင်ကကြတော့ဒီတစ်ကဘာလုံးကဖဲ့ကျန်ထားတယ်ပေါ့လေဒီပြီးတော့ဒီ ICC ကနေလဲဝရမ်းထုတ်ထားတယ်ဒီရုရှားလူမျိုးနိုင်ငံကတမရာကိုပေါ့လေအရန်ကတ်တွယ်ပြီးတော့အရန်အားကိုးနေတာကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအနေအထားနဲ့ပတ်သက်ပြီးတော့ဆရာဆရာရောဘယ်လိုမြင်လဲရှင် ူကတော့အပြောတစ်မျိုးအလုပ်တစ်မျိုးပဲနော်အာတစ်ဖက်မှာအာနိုင်ငံတကာရဲ့ပြပရဲ့ဆက်ဖက်မှုဆိုရင်ကြာလို့ပြောပေမဲ့လေသူကိုယ်တိုင်ကအာနာတီမဲဖို့အတွက်ဘာလို့အလုပ်อ่ะတိုင်းပြည်ရောင်းစားရောင်းစားအဲဆိုတဲ့လူမျိုးနော်သူ့အတွက်အခုကကောက်ကောက်ရုတ်တမြင်ရတမြင်ဆွဲထားမဲ့သဘောနော်အခုကသူဟိုပတ်စံလိုတယ်လက်နဲ့လိုတယ်နိုင်ငံရေးထောက်ခံမှုလိုတယ်သူကပူတင်ကိုအားလဲကိုအထင်လဲကြီးရဲ့ ရုရှားစစ်ပြစ်နေတော့သူကလုံသားတွေလိုတယ်လို့ဆိုလိုက်တာ ਨੇ ချက်ချင်းဆိုသလိုမြန်မာလုံသားတွေ zero cost နဲ့ရုရှားသွားဖို့လုပ်ပေးခဲ့တယ်။နောက်တမရော်နေခန္ဓာမှာရုရှားစစ်ဗိုလ်တွေကိုဗုံးလူဆောင်ပွဲတွေပေးခဲ့တာရှိတယ်။ရုရှားတာမတ်ကြီးကိုမြန်မာနိုင်ငံသားတွေကိုပဲပေးလိပေးတာရှိခဲ့တယ်။ဝနာကျော်ထင်ပွဲလိုအမျိုးပေးခဲ့တယ်။နောက်ပြီးတော့ရုရှားမြန်မာဆက်ဆံရေး85နှစ်ပြည့်မှာနော်အာ ဆင်လီမှာ6កောင်ပေးတယ်။အခုကျွန်ဝန်ထမ်းတွေကိုရုရှားဘာသာစကားသင်ခိုင်းတာ။စီယုံမှာရုရှားပြန်တွေကိုအထူးဦးစားပေးနေရာပေးတာ။အဲ့တော့ပူတင်ကကမ္ဘာနိုင်ငံကြီးတည်ငြိမ်အောင်ထိန်းချောင်းပေးတဲ့ကမ္ဘာကောင်းဆောင်ကောင်းဆောင်ကြီးဆိုပြီးတော့အလွန်မင်းကြီးကြီးကံပွင့်တာတကယ်ဆိုရင်ပူတင်ကဒါယူကရိန်းစစ်ပွဲကျူးကျော်ခဲ့တယ်။ဒါမျိုးတွေတောက်လျှောက်လုပ်တာတွေ့ရတယ်။ ော်ရုရှားဘက်ကရောဘယ်လိုလဲရုရှားဘက်ကလည်းမင်းအောင်နိုင်ဘူးပြည်ဝထောက်ကန်နေဆိုတဲ့အဲဆိုတာမျိုးကိုနောက်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအာဗီဒီယိုဟိုကာကွယ်ပေးတာပေါ့ဗီဒီယိုအနာသုံးပြီးတော့ဟောဟောပေချပေးခဲ့တာမျိုးအာဆီယံကနေဖဲချင်ကန်ထားတဲ့မင်းအောင်လန်စီကိုအာဆီယံစည်းဝေးရနေပြီးတော့ထုတ်ပေခံမှာသူကရုရှားနိုင်ငံကြီးနိုင်ငံတိုင်းဝန်ကြီးကအာဆီယံစည်းဝေးမတိုင်ခင်ဝင်လာခဲ့တာ ဒါစသဖြင့်မော်တာမျိုးတွေနဲ့သူကထောက်ခံကြောင်းပြခဲ့တယ်။အခုလည်းအာဂျီနီနာတရားရုံးမှာဖန်ရန်ထောက်ခံတာအားမရောလန်တလားတော့မပြေသေးဘူးနော်။သူ ICC မှာဖန်ရန်ထောက်ခံတာတဲ့ပူတင်ကဒါမရောလန်ဘက်မှာသူရှိနေတယ်ဆိုတာကိုပြသပြီးတော့အော်သူနဲ့တွေ့ဖို့ခီးစဉ်ကိုလက်ခံလိုက်တာဖြစ်ပါတယ်။ဒီ ICC ကဝရမ်းထုတ်ခံထားတဲ့သူကိုဒီအာဂျင်တီးနားဝရမ်းထွက်ထားတဲ့လူကသွားတွေ့တာဆိုတော့ဒီခရီးစဉ်အတွက် စိတ်လှုပ်ရှားနေမလားတော့မပြောတတ်ဘူးပေါ့နော်ဆိုတော့ဒီနောက်တစ်ခုကဒီမြေပြင်မှာတချို့တွေကပေါ့လေဒီစစ်ကောင်စီဘက်မှာကုတိုက်ပေးနေတဲ့ရုရှားစစ်သားတွေကိုတွေ့ရတယ်လို့ပြောနေကြတာမျိုးလည်းရှိတယ်ပေါ့နော်စစ်ကောင်စီကဒီရုရှားစီကနေအပေးယူသဘောမျိုးဖြစ်ဖြစ်ဟိုတပ်အကူအညီတွေဖြစ်ဖြစ်ပေါ့နော်ညှိပညာအကူအညီတွေဖြစ်ဖြစ်အခုရနေတာထက်အခုလက်ရှိရနေတာထက်ပိုပြီးတော့ရလာနိုင်မလားရှင်ဒီခင်းစင်ကနေပြီးတော့လေအဲဒီကိစ္စကတော့ဟိုလေးလာသူတွေတော်တော်များများစောင့်ကြည့်တဲ့ကိစ္စတစ်ခုပါ 2024ခုနှစ်ဩဂုတ်လထဲမှာတန်ခိုင်ရေးပါတီဥက္ကရာဦးခင်ရရုရှားကိုမြန်မာမှာစစ်ကူတိုက်ပေးဖို့ဆိုတာမျိုးဒါပြောရရင်တော့လူသိရှင်သားကိုပြောတာအဲခုတတိရုရှားစစ်သားတွေကိုနော်အော်မြန်မာပြည်ရဲ့စစ်မြေပြင်မှာမမြင်ရသေးပါဘူးဒါပေမဲ့ကျွမ်းကျင်သူတွေအကြံပေးတွေမြန်မာပဲမြန်မာပြည်ရောက်နေကြတာရှိပါတယ်ဒီကြောင့်တိုက်ခတ်မှုတွေအတွက်ရေတပ်နဲ့လေတပ်သုံးပစ္စည်းတွေလက်ကျင့်ပေးတာတွေစစ်လက်နဲ့ထုတ်လုပ်ရေးတွေအတွက်ပေါ့နော် 2021နောက်ပိုင်းမှာရုရှားနဲ့မြန်မာဆီလေ့ကျင့်မှုတွေခက်ဆိတ်ဆိတ်ပြုလုပ်နေခဲ့တယ်။2023 2024မှာရုရှားမြန်မာရေတပ်ပူးပေါင်းလေ့ကျင့်မှုတွေမှာရေပင်ဝေဟင်းရေအောက်နဲ့လက်တွေ့ပစ်ခတ်မှုတွေပါဝင်တဲ့ရေချောင်းလုံခြုံရေးပင်လယ်ပင်လေ့ကျင့်ခန်းတွေပါလှုပ်ဆောင်လာခဲ့ကြတယ်။အဲ့ဒါစစ်ကြီးစစ်တိုးစစ်ကံအတွက်ရုရှားတင်ကြားပေးတဲ့သဘောပေါ့လေမင်းအောင်လိုင်းစစ်တပ်အတွက်အဲမင်းအောင်မင်းအောင်လိုင်းစစ်တပ်ကလုပ်တဲ့ဝါဂိမ်းမှာရော ရုရှားစစ်တပ်ကလုပ်တဲ့ဝါဂိမ်းမှာရောအပြန်အလှန်ပေါင်းခဲ့တာလည်းရှိတယ်။2024ခုနှစ်အတွင်းမှာပူးတွဲစီးလှုပ်ရှားမှုအကျဉ်းပေါင်း50ကျော်ရှိတယ်လို့ရုရှားကာဝေးမှုကြီးဌာနကထုတ်ပြန်ခဲ့တာရှိတယ်။နောက်တစ်ခုထူးခြားတာဒီအနာသိမ်းပြီးတဲ့နောက်ပိုင်းမှာရုရှားဈေးစားတက်တယ်ဖြစ်တဲ့ဝါဂနာတပ်ဖွဲ့ဝင်တွေမြန်မာကိုအဝင်ထွက်တည်ရှိလာခဲ့တယ်။2023ခုနှစ်နှစ်ကုန်ပိုင်းလောက်ကဝါဂနာပေါ်ဝင်ပေါ်အိုးအမျိုးသားဖွဲ့ချုပ် PNU ရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာပါဝင်နီးပြပေးခဲ့တယ်လို့တရုတ်ထောက်လိုင်းရဲ့အစီအမံသားအာတကူရသိရတယ်။ဒီလိုကရုရှားကဒီရှမ်းပြည်တောင်ပိုင်းကိုသူ့ဝင်လို့သတ်မှတ်ထားတာ။ဒီကထွက်တဲ့တန်တရာပါသူ့အတွက်ပဲဆိုတာမျိုးပေါ့။ဟာပင်ပတ်တမ်းနီးစိတ်ုံစီမံလေးပြောရရင်ဒီအကြတာဆွေရမှာဒေါန်ဆောင်းစုကြည်တို့ဆိုရလက်ထက်မှာအဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အော်ဒီမရောက်နိုင်လို့ဟိုစစ်တပ်နဲ့အကြတာဆွေရနဲ့ အဲတဘောကွဲတာတွေရှိခဲ့ပြီးတော့ရုရှားမကြည်လင်တာတွေရှိခဲ့တာပေါ့ဗျာเนาะရုရှားသူသူကိုရဲ့အကျိုးစီးပွားထိတယ်ဆိုတာမျိုးပေါ့ဒါပါအဲ့တော့ဒီပင်ပတ်ဆက်ယုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့ရုရှားအာကြေးစားတွေကြောက်နေကြတာတွေရှိတယ်ဒါပေမဲ့လည်းမြေပြင်စစ်ကြောင်းမှာကုတိုက်ပေးတာမျိုးတော့မတွေ့ရဘူးမတွေ့ရသေးဘူးပြီးတော့ရုရှားကအာယူကရိန်းစစ်ပွဲကြောင့်သူစစ်တီတွေ အသေးပြောက်တွေများတော့အခုဆိုမြောက်ကိုရီးယားစစ်သားတွေငှားတုံနေရတယ်နော်နောက်တက်တုတ်တောင်သွားနေဒါပေမဲ့မြန်မာပြည်စစ်သားသူလူချင်းနဲ့အဲမြန်မာပြဿနာမြန်မာစစ်သားအာအဲ့တလောက်ကြက်ခိုင်မှုမရှိတာနောက်စစ်ဆွမ်းရည်ညာညာတွေနေပါတာဒါအပြင်ပဲစစ်ကောင်စီတပ်ကကဒီပြည်တွင်းစစ်မှောက်ကိုပြေးနေရတာယူကရိန်းစစ်မြေပြင်နဲ့နန်းတွေးလိုက်လို့ရှိရင်အဲ့မှာရုရှားမြန်မာပူးပေါင်းအပြေးပြိုင်ပွဲလောက်ရမယ်စစ်ဟာ ိမ့်ဆိုင်နေတော့အဲ့ဒီအာမလွတ်ဖြစ်ဘူးနော်ရုရှားကတော့လွတ်စေခြင်းခဲ့တာဒါပေမဲ့လည်းအဲလုံသားအာလွတ်တာတွေတော့ရှိအခုဟိုမင်းအလိုက်ဒီခေးစဉ်ပြီးမှာမရုရှားကိုဟိုမြန်မာစစ်တပ်ရဲ့အရာရှိတွေပညာသင်ဆေးလွတ်တာတွေပို့တိုးလာနိုင်တယ်။နောက်ရေတက်လေတက်ဤပညာပိုင်း training တွေပို့ပေးတာမျိုးတွေကာစာတာလက်နဲ့ထုတ်တာတွေမှာရုရှားဤပညာအသုံးတာတွေ ေပို့ပြီးတော့တွေ့လာနိုင်တဲ့နေသားရှိတယ်။သို့တော့ရုရှားနဲ့ဒီမင်းအောင်နိုင်တို့စစ်တပ်နဲ့နှီးကပ်နေတာတရုတ်ကမကြိုက်ဘူးမလိုလားဘူးပြောရလို့ရှင်။တဘောကတော့ဂူတကူထဲမှာချင်းသိနှကောင်အောင်းနဲ့အဖြစ်မျိုးသူဟိုလက်မခံနိုင်2024ခုနှစ်ဩဂုတ်လ16ရက်နေ့ကနော်နိုင်ငံဝန်ကြီးများအလွတ်တော်တွေ့ဆုံပွဲမှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့စီး3စီးရှိရမယ်ဆိုတဲ့နေရာမှာ ပြင်ပအင်အားစုတွေထင်းတယ်လို့စိတ်ဝင်ဝင်ရောက်ဆွဖတ်မှုကိုခွင့်မပြုခြင်းဆိုတာဝန်ကြီးကထည့်ပြောခဲ့တာရှိတယ်။အန်နေတော့ကြီးပါတယ်။ဒါဂျိုဒန်လန်လျှောက်မလဲရှုပ်လို့တာ။အဲ့တော့တရုတ်ရဲ့အဲဝက်ဥရနောက်တစ်ထပ်ကြက်တာလဲမင်းအောင်လိုက်ခံရနိုင်တယ်။ကြားပြန်ဟောအကြောင်းပြပြီးတော့ဇင်းရောဒုတိယအပိုင်းဝင်မဲ့တကယ်ကဲလုံနေခဲ့တာအများကြီးပြီးပြလို့ကျွန်တော်အသေးစိတ်မပြောတော့ဘူး။ အဲ့တော့ main online နေနဲ့ तू အားကိုးတဲ့ဘူတင်ကသူ့ပေါ်ဘယ်လောက်ထိကာကွယ်ပေးနိုင်မလဲဆိုတာကတော့ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဆရာဒါရုရှားနဲ့တရုတ်ကြားကစစ်ကောင်စီရဲ့အဲကြုံတွေ့နေရတဲ့ဟာတွေကိုဆက်ပြီးစောင့်ကြည့်ရမှာပေါ့လေဆရာဆိုတော့ဆရာဒီတစ်ပတ် editorial talk season ကိုဒီမှာပဲရန်နာပါရစေရှင်ပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် Thank you. Blood of Media ကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပေးခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။